နောက်တစ်ပိုင်းက test for increasing and decreasing fashion on an interval interval တခုမှာရှိတဲ့ function ရဲ့ increasing နဲ့ decreasing ကိုဘာလို့လဲဆိုရင် test လုပ်ဒါကစစတော့က example 5မှာတွက်ခဲ့တဲ့ပုံစံလေးတိုင်းနော် interval ကိုရှာမယ်ဆိုလို့ရှိရင်ဆရာတို့ဘာလို့ခင်နေဆိုရင်ဒီပဲဆွဲနေရဟာအဲ့တော့ဒီမှာကဆရာတို့ပို့ပြီးရလွယ်တယ် example 5မှာတော့ဆရာတို့က8တန်ဘိုးလေးကိုဆရာတို့က 新沙比较对啊，你嘛看一点不，滴滴下下沙比又麻，对路呀，看啦。哎哟，你看我多少么容易，包的这些西边啥的，咋？啥的西西那边了？在不角这边，幺零九那套嘛？你们都起来了。他这个快递该关一下，快递该关家关到下午下来看哈。 ရှာမယ်ပြီးလို့ရှိရင်ဘာလုပ်လဲဆိုတေပယ်ဆွဲမယ်နောက်တစ်ခုဆရာတို့ဘာလုပ်မလဲဆိုရင် increasing decreasing ပွဲပြီးတော့ increasing decreasing ပွဲပြီးတော့ interval ကိုဘာလုပ်လိုက်မလဲဆိုရင်ဒီလိုက် တော့ဒီကောင်လေးက December 5ကပုံစံဒါလေးပဲ critical point ရှာတာလေးပဲပါဖြစ်လဲဆိုလို့ရှိရင်ပိုးလာနော်အဲ့တော့ဒီကောင်လေးကိုတွတ်တော့မယ်ဆိုလို့ရှိရင်ရှိတ်မယ်ပြီးရင် critical point ရှာမယ်ပြီးလို့ရှိရင် table ဆွဲမယ်ပြီးလို့ရှိရင် increasing decreasing ကိုပြီးတော့ကျွန်တော် interval လေးကိုပါလိုက်မယ်ဆိုရင်ရေးလိုက်ဒါပဲအဲ့တော့ example ဆက်ပြီးတော့ကျေစရုံတော့ဘိုင်းဟာ first repeated test first derivative test မှာ a prior age တွေဟာ the following grammar အောက်ပါပေးထားတဲ့ grammar တွေရှိ has a restricted domain of restricted ဆိုတာမလုပ်ထားရဆိုလို့ရှိရင်ကန့်တတ်ထားတဲ့ domain တွေကိုမလုပ်ထားရဆိုရင်ကန့်တတ်ထား minus 5 less than or equal ပါပြီ h less than or equal 5ဒါကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကောင်က close interval ဖြစ်သွားတယ်เนาะ m point ကြီးပါတယ် -5 နဲ့ ဖိုင်လည်းဆိုရင် end point နေမှာဖြစ်လဲဆိုရင်ပါတဲ့တွေ့ချက်ကိုဒီကောင်က close inter ပဲဖြစ်သွားအဲ့မှာဆိုလို့ရှိရင်ကျွန်တော်မစီမံနဲ့မီနီမံကိုဖွင့်တယ်။နော်။မစီမံနဲ့မီနီမံကိုဖွင့်တယ်။ဒီမှာဆိုရင်အမှတ်ကြီးက A မှတ်ရှိမယ်၊ B မှတ်ရှိမယ်၊ C မှတ်ရှိမယ်၊ D အမှတ်ရှိမယ်။အဲ့တော့မစီမံဆိုတာကတော့အမြင့်မြင့်တဲ့အကောင်ပေါ့ဟာ။မြင့်တဲ့အကောင် မီနီမမ်ဆိုတာကတော့ဘာဖြစ်လဲဆိုလို့ရှိရင်လိမ့်နေတာအဲ့မှာခွဲတဲ့အခါမှာဆရာတို့ကဂလိုဘယ်နဲ့ယူကေနဲ့ကိုဘာလို့လဲဆိုလို့ရှိရင်ခွဲဂလိုဘယ်ဆိုတာကအားလုံးနဲ့ခြုံပြီးတော့ချီးလိုက်တဲ့အခါမှာဖြစ်တဲ့ကောင်ဂလိုဘယ်လို့ခေါ်ပြီးတော့လိုကေဆိုတာကသူ့ဘေးထဲမှာကတ်လက်အချင်းချင်းနဲ့နှိုင်းရှင်ပြီးလို့ရှိရင်လိုကေဆိုပြီးတော့ဘာလို့လဲဆိုလို့ရှိရင်သုံးတယ်အဲ့တော့ဒီမှာ point point ရတဲ့ is called global minimum why is ဆိုတာက global minimum ဖြစ် minimum ဆိုတာဘာဖြစ်လဲဆိုလို့ရှိရင်အနေဆုံးဖြစ်အားလုံးအမှတ်တွေအားလုံးအားလုံး a b c d ဆိုတော့အမှတ်တွေအားလုံးထဲမှာနှိုင်းရှင်းလိုက်ပြီဆိုလို့ရှိရင် a ဆိုတဲ့အမှတ်ကဘာဖြစ်လဲဆိုရင် global minimum ဖြစ် global minimum ဆိုလို့ရှိရင် global maximum ဆိုတာရှိရမှာပေါ့ global ဆိုရင်အားလုံးနဲ့နှိုင်းရှင်း ဲ့တော့ global maximum ဆိုရင်ဘာဖြစ်မလဲသူမရှိဘူးဒီဖြစ်သွားပေါ့အားလုံးလည်းနိုင်စေလိုက်ရင်ဒီကောင်ဒီရာဘာဖြစ်မလဲဆိုရင် global maximum ဖြစ်နော် point ဒီရာ point ဒီရာ is called point ဒီကိုခေါ်မယ် sorry point ဒီကို is called ခေါ်မယ် global မစင်းပါဘိုင်းနိုင်နော် ဂလိုဘယ်ဆိုတာအားလုံးနဲ့နိုင်ရှင်လို့ရှိရင်ဂလိုဘယ်အားလုံးနဲ့နိုင်ရှင်တဲ့အခါမှာ point ဒီရပါပြည့်ဆိုရင်မစီမံအမြင်ဆုံးမှာရှိနေတယ်အားလုံးနဲ့နိုင်ရှင်တဲ့အခါမှာ point ရဘယ်မှာရှိနေလဲဆိုရင်အနေဆုံးမှာရှိနေနောက်ခု point point ဒီရလည်းပါပြည့်လို့ရှိရင်မစီမံလည်းနော်မစီမံလည်းဒါပေမဲ့လို့ဒီကောင်ကအနည်းဝင်းကျင်တဲ့ နှိုင်းရှင်တဲ့အခါမှာဒီကောင်ကမစီမံဖြစ်တယ်ဒီကောင်ကြီးနဲ့ဒီကောင်ကြီးနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာဒီကောင်ကမစီမံမဟုတ်ဘူးအားလုံးနဲ့နှိုင်းရှင်ပြီဒီကောင်သူ့ဘေးလောက်ကတ်နေတဲ့အချင်းချင်းနဲ့ပဲဗာဖြစ်တဲ့သူနှိုင်းရှင်လိုက်တဲ့အခါမှာဒီကောင်ကမစီမံဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ point B ရကြတော့ point B is called point B ကိုကြတော့ဘာလို့ comment လုပ်စီမလဲ local ကျွန်တော်ကြုတ်ပေးလိုက်တာနော် local မစီမံ ူကကြတော့သူအနည်းငွင်းချင်းမှာရှိတဲ့အချင်းချင်းနဲ့ပဲပါပဲလေဘယ်လိုဆိုနားရှင်ဒီနာမှာကတ်နေတဲ့ကောင်အချင်းချင်းနဲ့ပဲနားရှင်ပဲဆိုလို့ရှိရင် local လို့ပေါ့နောက် local မစီမံရှိမဲ့ဆိုလို့ရှိရင် local minimum ဆိုတာလည်းရှိ local minimum ကပဲကောင်ဖြစ်မယ်ဆိုတာ C ဖြစ်နော် C ဖြစ်ဟော point C point C is called point C ကိုပေါ်မယ် local minimum minimum နားလည်မလားနားလည်မလားအဲ့တော့ global maximum global ဆိုတာကဘာလို့ဘာဖြစ်လဲဆိုလို့ရှိရင်အားလုံးနဲ့နှိုင်းရှင်လိုက် local ဆိုတာကတော့ကက်လျက်အခြေချင်းကိုပဲမလုပ်လို့လည်းဆိုရင်နှိုင်းရှင်ဒါလေးပြင်တော့ဒီပိုင်းရနော်ဒါလေးပြင်တော့အဲ့တော့ဒီပိုင်းမှာကျတို့ပါလာပြီးဘာတွေလဲဆိုလို့ရှိရင် restricted domain ကန့်သက်ထားတဲ့ domain တွေ -5 less than or equal h less than or 5ဆိုတာကဒါ close interval ဖြစ်သွားပြီသူက m point ကြီးပါလာပြီ -5 နဲ့5နဲ့ကြောင်းသူတို့ရေးတဲ့အခါမှာဘာဘယ်လိုရေးတော့မလဲဆိုရင် -5 comma 5ဆိုပြီးတော့ဆရာတို့ဒီလိုပြီးတော့ဟုတ်နော်အခုဆရာတို့ဒီမှာသိရမှာဒီဘိုင်းလေးမှာသိရမှာကဘာလေးပဲသိနိုင်လဲဆိုလို့ရှိရင် global နဲ့ local လေးကိုပဲဆရာတို့သိတယ် global ဆိုတော့အားလုံးနဲ့တိုင်းပြီဆိုတော့အားလုံးနဲ့တိုင်းပြီ အားလုံးလည်းနှားရှင်ရင်ဘလို့ပဲဒီနာမှာကလေးချင်းချင်းနှားရှင်မယ်ဆိုလို့ရှိရင်ဘလို့ပဲဟုတ်နော်ဒီဘိုင်းလေးမှာက ိတ်ပြီးတော့ခေါင်းထဲမှာမထင်းတယ်ဘူးဒါလေးတော့ပဲထင်တာပဲအားလုံးနဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်ဘလိုပဲကလေးကချင်းချင်းနိုင်ရှင်မယ်ဆိုလို့ရှိရင်လိုကဲမစီမံဆိုတာကတော့အမြင့်ကိုသွားပါမီဒီမံဆိုတာကတော့အနည်းကိုသွားဒါလည်းနော်ဘလောက်ပဲမှတ်ထားမယ်ဒါဆိုရင်ဆရာတို့ Isabel A Green ကိုတွေ့ရင်းနဲ့မှလိုအပ်တာလေးကိုရှင်းပါကဲ Test for global maximum and minimum only close in data close interval မှာရှိတဲ့ global maximum နဲ့ global minimum ကိုဘာလို့မလဲဆိုတော့ဆရာတို့ test လုပ်အဲ့တော့ close interval close interval ဆိုလို့ရှိရင်ဆရာတို့ဘာတွေပါလာမလဲဆိုလို့ရှိရင် close interval ဆိုလို့ရှိရင် equal တွေပါလာမယ် close interval ကိုဆရာတို့ဘယ်လိုရေးမလဲဆိုရင် a ကော၄တောင်ခွင့်နဲ့ရေးမယ် a ကောမှာဒီဒီလိုရေးမယ်နော် equal တွေပါလာအဲ့မှာရှိတဲ့ဆရာတို့ဘာလို့ test လုပ်မလဲဆိုလို့ရှိရင် global maximum နဲ့ minimum test လုပ် global ဆိုတာကအားလုံးနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာမဇီမန်ဆိုတာကအမြင့်ဆုံးဖြစ်နေတဲ့ကောင်အများဆုံးဖြစ်နေတဲ့ကောင်ဝီနီမန်ဆိုတာကအားလုံးနဲ့နှိုင်းရှင်လိုက်တဲ့အခါမှာဘာဖြစ်လဲအ ਨੇ ဆုံးဖြစ်နေတဲ့ကောင်နော်အဲကောင်တွေကိုတွတ်တော်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအရင်ဦးဆုံးပါလို့ပြောလို့ရှိရင် critical point ပါလို့ပြောလို့ရှိရင်ရှာနော် critical point ရှာမယ် ပြည်သူတွေပွားရင်ရှာတယ်ပြီးလို့ရှိရင်ကျားတို့က critical point နဲ့ဒီကောင်ကိုတတိယမဲ့ဘာလို့ခေါ်သေးလဲဆိုရင် crow interval လို့လည်းခေါ်တယ်တတိယပြင်ဘာလို့ခေါ်သေးလဲဆိုရင် m point အဆုံးမှတ်တွေတိတိကျကျတီးတဲ့အတွက်ကြောင့်မို့ crow interval m point နော်ကတော့ဒီလိုမျိုးဆိုရင် critical point ကိုဒီမှာအောင်လို့ရှာမယ်။ရှာပြီးသွားတာနဲ့ critical point နဲ့ critical point နဲ့ end point မှာရှိတယ်။ critical point ကိုရှာပြီးတော့ end point ဆိုတာသိသေးထားလိမ့်မယ်ဟုတ်လား။ end point မှာရှိတယ်။မှရှိတယ်အဖိုက်ကြောင့်ဘာလို့လဲသူစားဟုတ်လားဘယ်မှာလို့ critical point ကိုရှာမယ် ပြီးလို့ရှိရင် critical point နဲ့ end point မှာရှိတဲ့ effort တန်ဖိုးဘာလို့မလဲသူရှာမယ်။ပြီးတော့မှသူမေးတဲ့ global maximum နဲ့ global minimum ကိုဖွဲ့မယ်။ဟုတ်လား။ကြံအဲ့ဒါလို့ရှိရင် global minimum ဆိုတာဘာလဲဆိုရင်အငယ်ဆုံးတန်ဖိုးကအားလုံးထဲမှာအငယ်ဆုံးတန်ဖိုးက Kaluwe Minima Ừ đó, alo nên mọi chi dấu cả mùa Cái đu bé Mà gì mà Phải là Kẻ đó, chào lúc close interval ဆိုတဲ့ end point တစ်ခုပေါ်မှာရှိတဲ့ global maximum နဲ့ minimum ကိုဘယ်လိုကွက်မယ်ဆိုလို့ရှိရင်ဒါတော့အရင်ဆုံး critical point ကိုရှာမယ် critical point ရှာပြီးတော့ critical point နဲ့ပေးထားတဲ့သူပေးထားတဲ့ end point ကိုဒီမှတ်ပေါ်မှာရှိတဲ့ effort တန်ဖိုးတွေကိုရှာမယ်ပြီးတော့မှအားလုံးထဲမှာအငယ်ဆုံးတန်ဖိုးက global global minimum ဖြစ်ပြီးတော့အကြီးဆုံးတန်ဖိုးက global maximum ဖြစ်တယ်။အဲဒါဆိုရင်ပုံစံလေးနဲ့တွက်ပြီးတော့နော်ပါလား derivative thus local maximum ဟာ local minimum အဲ့တော့ local maximum နဲ့ local minimum ကိုတဲ့ first derivative first derivative ဆိုတာက a fry ကို h တခါရှိထားတယ်ပေါ့လေဘာလို့လဲဆို test setup အဲ့တော့မနေ့ကတော့ global maximum နဲ့ global minimum ပြီးသွားတယ် global maximum နဲ့ global minimum ကြတော့ဆရာတို့အားလုံးနဲ့နှိုင်းရှင်ပြီးတော့အကြီးဆုံးနဲ့အမြင့်ဆုံးဘာလို့လဲဆိုရင်ရွေးတာ အခုဒီနေ့ကကြတော့ဆရာတို့ local maximum နဲ့ local minimum သူတို့ကြတော့ကတ်နေတဲ့အချင်းချင်းတွေဘာလို့မလဲဆိုလို့ရှိရင်ရှင်းပြီးတော့ဘာလို့မလဲဆိုရင် maximum နဲ့ minimum လာကြည့်ရအောင်အဲ့ကောင်တို့ဆရာတို့ first derivative ကိုသုံးမယ် first derivative ဆိုတာကတခါဘာလို့ထားလဲဆိုရင်ရှင်းတယ် apply of a ကဘာလို့မလဲဆိုရင် set up အဲ့တော့ဆရာတို့ဒီ apply of 8ကเนาะ apply on 8လေးอ่ะ minus ကနေပြီးတော့900 flat ကိုချိန်ကောင်းလို့ဆို apply on 8လေးอ่ะ minus ကနေပြီးတော့ flat ကိုချိန်ကောင်းလို့ဆိုရှင် local minimum လို့ပြန်มาလဲဆိုရှင် app ရှာထားတဲ့ critical point တွေရဲ့ h တွေရဲ့အကမှာ h ကိုစီးဆိုတဲ့အကမှာ h ဆိုတော့ critical point ကိုရှာရမယ်ကွာ critical point ကိုရှာတဲ့အခါမှာ h အမှတ်ဘယ်မှာဇာတ်ဝါ local minimum ဖြစ်တယ်ဆိုတော့မလုပ်ပြရမှာဆိုရင်ရေးပြရအောင်ဟုတ်အဲ့ driver တွေကဇာတ်ဝါဖလက်ကနေပြီးတော့ minus ကိုချိန်သွားမယ်ဆိုဖလက်ကနေပြီးတော့ minus ကိုကြောင်းတာ Tú que eres al final. Wenn wir mal so hat echt gut. Lại cái nào mà cho ông xuống gì? Lại cái nào mà cho ông xuống gì? Lại cái nào cả mà cho ông xuống? Phải lại phải lại. Mai là mai này. Lại cái nào mà cho ông xuống gì? Lú, lú kế, ဒီဒီမှာဟောမဒီနာဒါလို့လက္ခဏာမကောင်းဆိုလို့ရှိရင်မီနီမမ်လည်းမရှိဘူးလိုကယ်မီနီမမ်လည်းမရှိဘူးလိုကယ်မဇီမမ်လည်းမရှိဘူးနော်ပြ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  first derivative does look at maximal and look at ဒါတော့ look at maximal နဲ့ look at minimal ကိုဒါတော့ first derivative ဆိုတာက တခါရှိတာ avrio h နဲ့ဘာလို့လဲဆိုရင်စက်တက်အဲ့ avrio h ကြီးက minus ကနေပြီးတော့ black ကိုချိန်းသွားမယ်ဆိုရင်ပြောင်းသွားမယ်ဆိုရင်သူ့ local minimal လို့ခေါ်တယ် at h equal to c ဆိုရအောင် avrio h ကြီးက black ကနေပြီးတော့ minus ကိုချိန်းသွားမယ်ဆိုရင်သူ့ကို local maximal လို့ခေါ်မယ် at h equal to c ဆိုရအောင်နော်ဒါကတော့မပြောလို့ရှိရင် local minimal or maximal က်ခဏမကြောက်လို့ရှိရင်မီနီမန်လည်းမရှိဘူးလိုကယ်မီနီမန်လည်းမရှိဘူးလိုကယ်မစီမန်လည်းမရှိဘူးအဲ့တော့ဆရာပုံလေးနဲ့ပြောတာမိုင်းလက်ကနေဘလက်ကိုကြောင်းသွားတယ်ဆိုတာကလိုကယ်မီနီမန်မီနီမန်တော့ဘာဖြစ်လဲဆိုရင်နေဟုတ်လားမိုင်းနက်ဆိုတာကဒီလိုစင်းနေတာနေပြီးဘလက်ကိုဒီလိုကြောင်းသွားဒါဆိုလို့ရှိရင်ဒီကောင်ကဘာလို့ကောင်းလဲဆိုရင်လိုကယ်မီနီမန်ဘလက်မှမိုင်းနက်ကိုကြောင်းတယ်ဆိုတာကဘလက်ဆိုတာကဘာဖြစ်လဲဆိုအတက် ဒီလိုတက်နေတာကနေပြီးတော့ minus ကိုဒီလိုချိန်သွားပြီဆိုသူ့ကောင်သူ့ကိုဘာလို့ခေါ်လဲဆိုရင် local maximum လို့နားလည်လားအဲ့ဆိုရင်ဇာတ်တော့ပို့ပြီးနားလည်သွားအောင် example လေးတွေ့ရင်လည်းကြည့်လိုက်နော် concavity ဆိုတဲ့အပိုင်းလို့ပြောနော် concavity ဆိုတာဇာတ်တော့စစ်စစ်မှာရှိတဲ့ concave concave လမ်း concave လမ်းတော့ဒါမျိုးချိုင်းပေါ့မမာတော့ That's for concavity concavity ကိုဇာတ်တော့ เนาะ test လုပ်ဘယ်လို test လုပ်လဲဆိုလို့ရှိရင် concavity ကို test လုပ်တဲ့အခါမှာအမှန်အဆုံးဆရာတို့ဘာလုပ်ရမလဲဆိုရင်တပယ်ရှိရတပယ်ရှိတယ်တပယ်ရှိတယ်ဆိုတာက second derivative နော် second derivative first derivative က applying of h second derivative က f double line of h တပယ်ရှိတယ် F double blind or H ဟုတ်ဘူးအဲ့ဒီရှင်းလိုက်တဲ့ F double blind or H ရာ0နဲ့ကြီးမယ်ဆိုလို့ရှိရင် con K F လို့ခေါ်0နဲ့ကြီးမယ်ဆိုလို့ရှိရင် con K F ရှိလိုက်တဲ့ double blind or AG က0နဲ့ငယ်ပဲဆိုလို့ရှိရင်သူ့ကိုဘာလို့ခေါ်လဲဆိုရင် ကိုကေတောင်းဟုတ်လားဆရာတို့ကိုကေဗီဒီယိုဆရာတို့တက်လက်တက်လုပ်မယ်ဆိုလို့ရှိရင်ဘာအယူတော့ဘာလုပ်အောင်လဲဆိုလို့ရှိရင်တပယ်ရှင်းလိုက်ရှင်းပြီးသွားလို့ရှိရင်အဲ့ဒီတပယ်ရှင်းတဲ့ F Y တန်ဖို့ဒီနားလေးမှာဆရာ C လို့မီတော့ C ဆိုတာက C ဆိုတဲ့အတိတ်ပဲက H တန်ဖို့အစားသိလာလို့ပေါ့နော်ဟာတပယ်ပလိုက်အောင် H ပဲကြီးတော့ ။တပယ်ပလာရောအဲ့ကဇီရိုနဲ့ကြီးမယ်ဆိုလို့ရှိရင် concrete app concrete app ဒီပုံလေးပေါ့။ concrete app ဖြစ်ပြော app တပယ်ပလာရောအဲ့ကဇီရိုနဲ့နေမယ်ဆိုလို့ရှိရင် concrete app ဒီပုံလေးပေါ့။နော်။အဲ့တော့ဒီဇာတ် example လေးနဲ့ပြကြည့်ကြရအောင်နော်။ point or inflection inflection point inflection point ဆိုတာဆရာတို့ဒီကမ်းမှာသူ့ရဲ့အရှိမတင်ထားခဲ့ critical point မျိုးပဲ point နှစ်ခုပဲရှိသေးတယ် point နဲ့ရှာမယ်ဆိုရင် h အမှတ် y အမှတ်ပဲရှိမှာဟုတ်လားနော် point ကနှစ်ခုပဲရှိသေးတယ် critical point ရယ် inflection point inflection point ရကြတော့ဆက်လို့ f double apply or a က0နဲ့ညီတဲ့အခါမှာ critical point နဲ့ရှင်းပြီးလိုက်နော်တူတူပဲ0နဲ့ညီတဲ့အခါမှာနောက်ခု f double apply or a က disantify အချက်ပိုင်းဖြစ်တဲ့အခြေအနေမှာရှိတယ် critical point ရအောင်ဆက်လို့ apply of a equal to 0ရော apply of h is အချက်ပိုင်းဖြစ်တဲ့အခြေအနေမှာ critical point ရှိပြီးတော့ f apply of h equal to 0 or f apply of h is antiphi ဖြစ်တဲ့အခြေအနေမှာမရှိလို့ဆိုရင် point of differentiation ဆရာတို့ hm ကလေးကိုရှာလိုက်လို့ view ရမယ်ဆိုလို့ရှိရင်ဆရာတို့ open interval ရှာတဲ့အခါမှာ h less than 0တခုတုံးတယ် a greater than 0တခုတုံးဆရာတို့ impression point မှာကြတော့ဒီ impression point ကိုစစ်ဆေးဖို့အတွက် test လုပ်ဖို့အတွက် h equal to 0လေးနဲ့ဘာညီပြီးတော့ဘာလုပ်နေလဲဆိုလို့ရှိရင်တွက်ပြီးဟုတ်နော် ဲ့တော့ဒီတာပဲမှာဗာလေးထည့်မယ်ဆိုရင်ဒီတာပဲမှာ h ကွဲတူ c ဆိုတာက h ကတံကို c ဆိုတာက h တံကိုပဲเนาะဘာမှမဟုတ် h ကွဲတူ c ကိုထည့်သွင်းတယ်အဖြစ်ဘာအတွက်လဲဆိုလို့ရှိရင် impression point ကို check လုပ်ဖို့ပဲเนาะ impression point ကို ုတ်ပြီးနောက်ချက်လေးကပ်ပါအဲ့တော့လက္ခဏာတွေကြောင်းလဲမှုမရှိလို့ရှိရင်လက္ခဏာတွေကြောင်းလဲမှုမရှိဘူးဆိုတော့ app the player of 8က0နဲ့ကြီးတယ်နောက်တစ်ခုကလည်း0နဲ့ကြီးတယ်ဒါမှမဟုတ်0နဲ့ငယ်တယ်နောက်တစ်ခုကလည်း0နဲ့ငယ်တယ်အဲ့လိုမျိုးလက္ခဏာတွေကြောင်းလဲမှုမရှိလို့ရှိရင် inflation point မရှိဘူးနော်လက္ခဏာတွေကြောင်းလဲမှုမရှိရင် inflation point မရှိဘူး ဒီဖလက်ရှင်ပွိုင်းမရှိဘူး။ဒါဒီတို့ကအစ္စဘက်တင်းဒီတပုတ်ပဲရှိ။ဒါပဲနော်။ဒါအဲ့လောက်အဲ့လောက်ကလေးပဲဆရာတို့မှတ်ပြီးတော့ပေါ့စားတော့။ Impression point တွေကဘယ်အခြေအနေမှာရှိမယ်ဆိုဆိုရင် app double h equal to 0ဖြစ်တဲ့အခြေအနေမှာရဲ့ app double h is undefined ဖြစ်တဲ့အခြေအနေမှာ ် impression point ဖြစ်အဲ့ဒီ impression point တွေကိုကျွန်တော်ရှာတဲ့အခါမှာကျွန်တော် h = c ဆိုပြီးတော့ h ကလေးကို h တန်ဖိုးလေးကိုညီပြီးတော့ဘာလုပ်မလဲဆိုရင် interval မှာထည့်ပေးမယ်ဘာအတွက်လဲဆိုရင် impression point ကိုတကယ်ရှိရှိ check စစ်ဆေးဖို့တွေထည့်နေပါအခု so f double blind ရော h ကိုရှာလိုက်တဲ့အခါမှာလက္ခဏာတွေကတောင်းလဲမှုမရှိဘူး black black ဖြစ်နေမယ် minor minor ဖြစ်နေမယ်အဲ့လိုမျိုးဖြစ်နေမယ်ဆိုလို့ရှိရင် inflation fly at the bear fly or h equal to 0ဖြစ်တော်လဲပဲ inflation point ပါပဲလို့ဆိုလို့ရှိရင်မရှိဘူးเนาะဥစ္စာနဲ့ရှင်းပြလိုက်ရင်ပိုပြီးရှင်းပါဟုတ်เนาะဆက်ဥစ္စာနဲ့ဖြူရီးသွား